breaking news breaking news ကဘာလဲဆိုတော့ဒီအာထိုင်းနိုင်ငံရဲ့ JKN CEO Miss Universe ရဲ့လက်ရှိ owner ဖြစ်တဲ့ထိုင်းနိုင်ငံဒီအန်ကသူကဒီ Miss Universe organization ကနေရော ထိုင်းနိုင်ငံရဲ့ JKM group ရဲ့ဒီ CEO ဆိုတဲ့ position ရထူးကနေရောနှုတ်ထွက်ဖို့အတွက် PR ပေးခံရတဲ့အတွက်ကြောင့်နှုတ်ထွက်တာဖြစ်တယ်။စာအုပ်ဖတ်ကြည့်တဲ့အချိန်မှာပေါ့နော်။သူကဒီသူ့သဘောစိတ်လိုလဲရနဲ့ဒီနှုတ်ထွက်တာမဟုတ်ဘူး။အားကြောင့်နှုတ်ထွက်ဖို့ဖိအားပေးခံရလဲဆိုလို့ရှိရင်2023ခုနှစ်ကဒီအာ JKM Group ရဲ့ financial report airport ပေါ့နော်ဒီငွေစင်းရှင်းတန်းမှာမမှန်မကန်လိန်လယ်ပြီးတော့သူတို့ကဒီငွေစင်းရှင်းတန်းကိုထုတ်ပြန်ထားဖြစ်တဲ့ဒါကိုအထိုင်းနိုင်ငံရဲ့ဒီငွေချေးသက်သေခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကနေရှာဖွေတွေ့ရှိတဲ့အတွက်ကြောင့်ဒီ Jigin အုပ်စုရဲ့၃ယောက်ရှိတယ်အဲ့ဒီ၃ယောက်ကိုရာထူးကနေနှုတ်ထွက်ဖို့အတွက်သူတို့ဖိအားပေးတဲ့အတွက်ကြောင့်ဒီအန်က Miss Tu လက်ရှိကလောက်ကင်နေတဲ့ဘက်ကုမ္ပဏီကမဆိုရာထူးကနေအားလုံးကရာထူးအားလုံးကနေသူနှုတ်ထွက်ရတာဖြစ်တယ် ဒါပေမဲ့သူထွက်သွားတက်မျှပေါ့နော်ဒီ Miss Universe ကို JKN အုပ်စုကမပိုင်တော့ဘူးဆိုတာမျိုးမဟုတ်ဘူး JKN အုပ်စုလက်ထဲမှာပဲ Miss Universe Organization ကရှိသေးတယ်ပိုင်ချိန်ကရှိသေးတယ်ဒါမဲ့နောက်ထပ်တက်လာတဲ့ဒီ Miss Universe ကို JKN အုပ်စုကနေအုပ်ချုပ်မဲ့သူကဘယ်သူလဲဆိုတာကိုစောင့်ကြည့်နေရမှာဖြစ်တယ်